။ထယုံဒီကိုဝယ်စားစရာမလိုအောင်လွယ်လွယ်ကူကူဒီလိုလေးစိုက်ပြူလို့ရပါတယ်။ပထမဆုံးစိုက်ပြုတ်မဲ့ဖျုံမျိုးစေ့လေးတွေကိုအပင်ပေါက်မြန်စေဖို့အတွက်နှစ်နာရီခန့်ရေစိမ်ပေးရပါမယ်။ပြီးရင်တော့မျိုးစေ့လေးတွေကိုယူပြီးတစ်ရှူးစတွေထဲမှာအညောက်ဖောက်ပေးထားလိုက်ပါ။နှစ်ရက်လောက်ဆိုအညောက်လေးတွေအစီအစီပေါက်လို့နေကြပါပြီ။ဒါဆိုရင်တော့ပြိုးကွက်တွေထဲမှာမြေဆွေးကောင်းကောင်းနဲ့ထပ်မံပြိုးပေးပြီးရေဆူရွှဲအောင်လောင်းပေးထားလိုက်ပါ။ စိုက်ပြိုးမဲ့ပုံခွန်တွေကိုယူပြီးဘေးဘက်တွေမှာအပင်လေးတွေထည့်ဆိုင်နိုင်စေဖို့အတွက်အပေါက်နှစ်ပေါက်စီဖောက်ပေးထားလိုက်ပါရိုးရိုးမြေကြီးစပယ်ကွန်နဲ့တဘာဝမြေဆွေးတွေကိုတမသွွားအောင် ရောစပ်ပေးလိုက်ပါ။ပြီးရင်တော့စိုက်ပြိုးမဲ့ပုံခွန်တွေတဲကိုဘေးဘေးအပေါက်တွေထိအောင်ထည့်ထားပေးလိုက်ပါ။ဆယ်ရည်ကျော်လောက်ဆိုပြိုးထားတဲ့ပြိုးပင်လေးတွေဟာအရွက်တွေဝင်နေပြီးရွှေစိုက်လို့ရနေပါပြီ။ဒါဆိုရင်တော့ပုံခွန်အပေါက်တွေတဲတဘုံကိုနှစ်ပင်စီကန်းထည့်ဆိုင်ပေးလိုက်ပါ။ ပြိုးပင်အားလုံးထက်ဆိုင်ပြီးရင်တော့ပုံကွန်တွေရဲ့အလယ်မှာအာဟာရထည့်ကျွေးနိုင်စေဖို့အတွက်ဘူးကွန်တစ်ခုစီကိုထည့်မြုပ်ပေးရပါမယ်။ပြီးရင်တော့မိဖို့ကြောင့်ကစွန့်ပစ်မဲ့အသီးအွေအချင်းကြံတွေကိုဘူးကွန်တွေထဲထည့်ပေးပြီးရေဆူရွှဲအောင်လောင်းပေးထားလိုက်ပါ။နှစ်ပတ်ကျော်လောက်ဆိုဖြုံပင်လေးတွေဟာထင်မှားလောက်အောင်ကြီးထွားနေပြီးနွယ်တွေလည်းရှည်ထွက်နေပါပြီ။ဒါဆိုရင်တော့အပင်လေးတွေတွက်တက်ပြီးကြီးထွားနိုင်စေဖို့အတွက်စင်နန်းတစ်ခုကိုလည်းပြုလုပ်ပေးထားလိုက်ပါ။ ပင်အာဟာရပြည့်ဝစေဖို့အတွက်အသေးအရွက်တွေကိုပုံမှန်ထက်ကျွေးပေးပြီးရေပုံမှန်လောင်းပေးထားလိုက်ပါစိုက်ပျိုးပြီးနှစ်လကျော်ကြာတဲ့အခါမှာတော့ဖြုံပင်လေးတွေမှာအသေးတွေများစွာတည်နေပြီးရင်မဲ့လို့နေကြပါပြီဒါဆိုရင်တော့ရင်းနဲ့အသေးတွေကိုရွေးချယ်ခုဆော့ပြီးချစ်ပြုတ်စားတုံးလို့ရပါပြီမြေနေရာမရှိတဲ့သူတွေအတွက်ပုံကွန်တွေနဲ့စိုက်ပျိုးလို့ရတာမို့မိတ်ဆွေတို့လည်းစိုက်ပျိုးကြည့်ကြပါအောင်နော်